အားလုံးပဲမင်္ဂလာပါခင်ဗျာကျေးတံရီကနေပြန်လဲကြိုဆိုပါရယ်ဆိုပြနေကြကြပြနေနဲ့ကျွန်တော်တို့စရမယ်ဆိုရင်တော့နက်နက်လင်းတိုင်းအခင်းဝိုင်းမှာကြောက်ရှာဝယ်တည်ကျေးတံရီပေါ့ဗျာနော်နက်နက်လင်းတိုင်းနက်နက်လင်းတိုင်းမှာကျွန်တော်တို့မန်လေးမှာရှိတယ်ဆိုရင်တော့အခင်းဝိုင်းပတ်ပြီးတော့မှာကျွန်တော်တို့ကြောက်ရှာဝယ်တယ်ပေါ့ဗျာနော်ဒီနေ့ဆိုရင်လည်းကျွန်တော်ခုံလေးတစ်စဈေးပေးခဲ့ပါတယ်၁၀သိန်းနဲ့ဈေးပေးခဲ့တယ်မနေ့ကလည်းကျွန်တော်၁၀သိန်းနဲ့ဈေးပေးပါတယ်နော်အဈေးပေးပြီးတော့မှာမရတာလည်းရှိတယ်ဒီခါကြီးကျရင်လည်းရတယ်ပေါ့ဗျာနော်ထားပါကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့ အဲမနက်လင်းတိုင်းမှာကျွန်တော်တို့ဒါအခင်းဝိုင်းပတ်ပြီးတော့မှကြောက်ရှာဝယ်တယ်ဆိုတာလေးကိုပထမဆုံးအနေနဲ့ပြောပြချင်တာဖြစ်ပါတယ်ကျွန်တော်တို့ကြာဝိုင်းထဲမှာ လူတွေအများကြီးပေါ့ဗျာနော်လူတွေအများကြီးအခုကျွန်တော်နောက်မှာဆိုလဲလူတွေအများကြီးတွေ့လိမ့်မယ်အဲတော့မန္တလေးဒေသခံတွေလည်းပါလို့နေရနေပြီးတော့မှမန္တလေးကိုတက်လာပြီးတော့မှကြောက်လို့တဲ့သူတွေလည်းပါတယ်ပေါ့ဗျာလူတွေအများကြီးရှိတယ်အဲညလေးမှာကျွန်တော်တို့လူနှမျိုးရှိတယ်ပေါ့ဗျာနော် အာ ကြာဝိုင်းထဲမှာလူတွေအများကြီးပဲအဆင်မပြေပါဘူးလို့ မြင်တဲ့သူတွေလည်းရှိတယ်။အဲနောက်တစ်မျိုးကကြတော့အာကြောင်းထဲမှာလူတွေအများကြီးဆိုတော့အဲဈေးကွက်ဝေစုကျဲတာပေါ့နော်ဈေးကွက်ဝေစုကျဲတယ်ဒီကြောက်ကိုဒီတယောက်ကမကြိုက်ပြီမလဲပဲနောက်တစ်ယောက်ကကြိုက်နိုင်ကြရှိတယ်ဒီလိုမျိုးမြင်တဲ့သူတွေလည်းရှိတယ်အဲ့တော့အခုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေတော့ဒီလူမျိုးရှိတဲ့ထက်မှာကိုကနံပါတ်1လားနံပါတ်2လားပေါ့ဗျာနော်အဲ့ကျွန်တော်ဒီနေ့လေးမှာလည်းကျွန်တော်တို့ဒီအင်္ဂလိပ်စာမှာကျွန်တော်တို့အင်္ဂလိပ်စာသင်တော့ကကြက်ခဲ့ဘူးတဲ့ကုတ်လေးတစ်ခုရှိတယ် အဲ့ဒါပါလဲဆိုတော့ where there are people there is a business တဲ့ကနော်ကျွန်တော်ဒါလေးကိုပြန်ဆိုပြပါမယ် where there are people there is a business အတိတ်ပြပါလဲဆိုတော့လူတွေရှိတဲ့နေရာမှာတဲ့ business ဆိုတဲ့လုပ်ငန်းရှိတယ်တဲ့အဲ့တော့ကျွန်တော်ကတော့ခုန number 1နဲ့ number 2နဲ့ထင်မှာကျွန်တော်ကတော့2မျိုးစားထဲမှာပါမယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့လူတွေအများကြီးရှိလို့ရှိရင်ကျွန်တော်တို့ဈေးကွက်ဝေစုကျယ်တယ် အဲ့တော့လုပ်ငန်းကိုကျွန်တော်တို့ကပို့ပြီးတော့မှချဲ့ပြီးတော့မှလုပ်လို့ရတယ်ကိုယ့်ရဲ့ကြောက်တွေရောင်းတဲ့အခါမှာလည်းပဲအဲကျွန်တော်တို့ကုန်တယ်ဆိုလို့ရှိရင်လည်းကုန်တယ်ဒီအများကြီးကိုကျွန်တော်တို့ပြလို့ရတယ်ဒီကုန်တယ်တယောက်ကမကြက်ရင်နောက်ကုန်တယ်နောက်ကုန်တယ်တယောက်ကမကြက်ရင်နောက်ကုန်တယ်ဆိုပြီးမှကျွန်တော်တို့ကုန်တယ်အများကြီးကျွန်တော်တို့ပြလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့လူတွေအများကြီးရှိတာကို ကြိုက်တယ်เนาะအဲ့တော့ကြောက်သမားတွေထဲမှာလည်းပဲအခုကျွန်တော်တို့ရန်နာညီကိုပေါ့ဗျာเนาะရန်နာညီကိုထဲမှာလည်းပဲလူတွေအများကြီးရှိတာကိုကြိုက်လာလူတွေအများကြီးရှိတာကိုမကြိုက်ဘူးလားပေါ့ကျွန်တော်တို့ comment မှာဆွေးနွေးသွားလို့ရပါတယ်အဲ့ကျွန်တော်ကတော့တင်နန်းဆရာဆိုတာကတော့ကျွန်တော်ရဲ့တင်နန်းသားတွေကိုကျွန်တော်ကအသေးစိတ်ကြီးရှင်းပြတယ်ပြီးလို့ရှိရင်ဒီအခင်းဝိုင်းတွေလည်းခေါ်ခဲ့ခေါ်လာခဲ့တယ်ပေါ့အဲ့တော့တင်နန်းပြီးလို့ရှိရင်ဟာလား အဲဒီကြောက်လုပ်ငန်းနဲ့အဆင်ပြေသွားတဲ့သူတွေများစွာရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကြောက်ဝိုင်းထဲမှာဆက်လက်ပြီးတော့မှရက်တည်လို့ရတယ်။အဲ့တော့တင်နေပြီးတဲ့အခါမှာကြောက်ကိုဆက်မလုပ်တဲ့သူတွေလည်းရှိတယ်။နောက်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်အာမခန္ဓာတခုကတင်နန်းကိုတက်ချင်းအပြင်တင်နန်းတက်ပြီးလို့ကြောက်ဝိုင်းထဲဝင်လာတဲ့အခါမှာဘဝပြတ်သွားတယ်ဆိုတာမရှိစရာ။အဲကျွန်တော်ဒါကတော့အာမခန္ဓာ။တင်နန်းတက်ပြီးလို့ဘဝပြတ်သွားတယ်ဆိုတာမရှိစရာ။အဲတင်နန်းမတက်ဖက်နဲ့ရမ်းပြီးတော့လှုပ်လို့ရှိရင်တော့ကျွန်တော်တို့ကြောက်ကဘဝပြတ်သွားနိုင်တယ်။ဒါကတော့ အဲကျွန်တော်ရဲရဲကြီးအာမခံပြီးတော့မှပြောပါတယ်။ဘာကြောင့်လဲဆိုတော့တချို့တွေကကျွန်တော်တို့ကိုအဲပြန်ရနေပြီးတော့မှပြောနေရှိတယ်။တင်းနှံတက်ပြီးတော့မှဘဝပြတ်သွားတယ်မရှိနိုင်ပါဘူး။တင်းနှံတက်ပြီးဘဝပြတ်တယ်ဆိုတာမရှိနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တင်းနှံမှာဒီကျွန်တော်တို့ကြောက်လို့တဲ့အခါမှာ control system တွေရှိတယ်ကျွန်တော်ပြောထားတယ်။ control system ကျွန်တော်တင်ထားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က သေးသေးလေးရရင်မှစပါ all beginning things are small အစပထမအစပထမမှာကျွန်တော်တို့ကသေးသေးလေးရရင်မှစပြီးတော့မှတော့မှာဖြစ်ပါတယ်အဲ့တော့တင်နှန်းမှာကျွန်တော် control system နဲ့တင်ထားတဲ့အကြောင်းမလို့တင်နှန်းတက်ပြီးတော့မှဘဝပြတ်တယ်ဆိုတာမရှိပါဘူးเนาะအဲ့ဒါအဲ့ဒါအပြန်လူတွေရှောက်ပြောတယ်တင်နှန်းမတက်ဖက်နဲ့ကြောက်လို့ရင်ဒါကျွန်တော်တို့ဘဝပြတ်သွားနိုင်တယ်ဒါလေးကိုလည်းကျွန်တော်ဒီပြည်နဲ့ထည့်ပြောချင်ပါတယ်အဲ့တော့ where there are people there is a business လူတွေရှိရင် business ရှိတယ်ဆိုတော့ mindset ကိုအတွေးခေါ်လေးကိုကျွန်တော်တို့က အဲဒါလေးကိုသဘောကျနှစ်သက်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကြောက်ဝိုင်းထဲမှာလူတွေများလာတာကိုကျွန်တော်တို့ကတော့ဟိုအားပေးတယ်သဘောကျတယ်ဒါလေးကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြောက်တွေရောင်းမယ်ဆိုလို့ရှိရင်လည်းကုန်တယ်တွေများစွာရွေးချယ်စရာတွေရှိလာတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဈေးကွက်ပို့ပြီးတော့မှကျယ်လာတယ်လို့ဒီလိုနဲ့ကျွန်တော် ထည့်ပြီးတော့မှ share လေးလုပ်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကရောမှတစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ Jaden တွေတင်တန်းကြောင်းကိုတင်တန်းတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ6လပိုင်း23ရက်မှာတင်တန်းအသစ်ရှိပါတယ်အဲ့တော့ကျွန်တော်တို့6လပိုင်း18ရက်19ရက်20ရက်ဒီဝင်းကျင်တွေမှာကျွန်တော်တို့တင်တန်းလာအပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ထည့်ပြီးတော့မှမျှဝေလိုက်ပါတယ်ကိုအတွက်တစုံတရာအကျိုးရှိပဲဆိုရင်ခုနကျွန်တော်ပြောတဲ့အကြောင်းအရာလေးကို comment မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေပါပါ